လုံးမင်္ဂလာပါကျွန်တော်ဒါအခုလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်တော့ဒါ modular house တွေကိုအများပြဝယ်ယူပြီးတော့ဆောက်လုပ်နေကြကျွန်တော်တို့အနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ modular house တွေဆောက်လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒါအသုံးပြုတဲ့အကာပြားတွေကတချို့ကြောက်လေဒါ gypsum board တွေကိုအသုံးပြုပြီးတော့ဆောက်လုပ်ကြတယ်ချို့ကြောက်လေ EPS foam panel တွေကိုဒါအသုံးပြုပြီးတော့ဆောက်လုပ်ကြတယ် ်ဆိုတော့ဟုတ်ပြီဒီနှစ်ခုကကျွန်တော်တို့ဒါဘယ်လိုမျိုးတွေကွာဟချက်တွေရှိနေရလဲအာသချက်အားနည်းချက်အချင်းချင်းလေးကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပထမဆုံးပြပြပေးခြင်းနဲ့ဟောက်စာကတော့ကျွန်တော် gypsum board ပေါ့နော်ဆိုတော့ဒီ gypsum board ကဒါ modular house တွေမှာလည်းမဟုတ်ဘူးကျွန်တော်တို့ဒါအရင်ကတည်းကကျွန်တော်ဒီတိုက်ခန်းနေအခန်းဖွဲတွေအချိန်မှာဆိုလို့ရှိရင်လည်းဒီကောင်တွေအသုံးပြုကြရပေါ့နော်ဆိုတော့သူ့ရဲ့အထူက 9mm ရဲ 12mm ရဲ 15mm ရဲဆိုပြီးတော့ဒါအထူက၃မျိုးရှိတယ် သူ့ရဲ့အားနည်းချက်ကိုအရင်ဆုံးစပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ပထမတိတ်ချက်အနေနဲ့ကတော့သူ့မှာရေဆိုးခံနိုင်တဲ့အားကတော်တော်လေးကိုနည်းတယ်နောက်တစ်ခုကအပူဒဏ်ခံနိုင်တဲ့ဟာလေတော်တော်လေးကိုမှအားနည်းတယ်အဲတခုအားကောင်းတာကတော့ဘာအားကောင်းလဲဆိုလို့ရှိရင်တော့သူကမီးလောင်တဲ့ဒဏ်ကိုခံနိုင်တဲ့ကျွန်တော်တို့ဒါအားတာချက်လေးတော့ရှိရပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ပြပြပေးချင်တာကတော့ EPS form modular band နေတယ်အဲဆိုတော့ဒီကောင်ကပြောမယ်ဆိုလို့ရှိရင်ဂျင်စင်ပုတ်ထက်စာရင်ကျွန်တော်တို့ဒါအပူဒဏ်လေးခံနိုင်တယ်ရေဆိုးဒဏ်လေးခံနိုင်တယ်ပြီးတော့သူ့မှာက အထုကကျွန်တော်တို့ဒါ ဂျစ်စင်ဖုတ်တက်ဆာလို့ရှိရင်တော်တော်လေးကောင်ကထူတယ်လို့ပြောလို့ရတယ်50 mm နေပြီးတော့ကျွန်တော်150 mm အထိအဲကိုလိုဂျင်နဲ့အရွယ်စားကိုလိုဂျင်နဲ့အထူကိုကျွန်တော်တို့ဒါစက်ရုံပြောပြီးတော့ထုတ်လုပ်နိုင်တယ်ဆိုတော့ဒီကောင်ကအထူကပိုပြီးတော့ထူတယ်ဆိုပေမဲ့အလေးချိန်နေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ EPS4 modular panel တွေကတော်တော်လေးကောင်ကပေါ့တယ် ဂျက်ဆင်ဘုဒ္ဓဆာလို့ရှိရင်ပေါ့နော်ဒီကောင်းနေကဒါလက်ရှိအချိန်နေမှာဆိုလို့ရှိရင်ဘိုးတန်လီတန်ခံနိုင်တာဖြစ်တဲ့အတွက်ကိုယေစုတန်လည်းခံနိုင်တာဖြစ်တဲ့အတွက်ကိုဒါကျွန်တော်တို့ဒီအပြင်မှာစောက်လို့မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမှပို့ပြီးတင့်နေရတယ်ဒါပေမဲ့သူ့ရဲ့အားနေချက်တစ်ခုကတော့မီးလောင်နိုင်အောင်တော့မခံနိုင်ဘူးဆိုတော့အဲ့အားလေးတော့တခုတတိထားဖို့တော့လိုအပ်လိမ့်မယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီနှစ်ခုတည်းရဆိုကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးရွေးချယ်တင်လဲဆိုတော့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်ကိုကအိမ်တွင်းမှာအလားဆင်ဖို့အသုံးပြုမယ်အခန်းဖွင့်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်အနေနဲ့ကတော့ဒါ chip sin ဖို့ကိုသုံးဖို့အတွက်ကိုပို့ပြီးတော့ recommend ပေးနေတယ် ်အဲဒါမှမဟုတ်ရှင်ကိုကဒါအပြင်မှာစောက်လို့မှာဖြစ်တယ်ဆိုလို့ရှင်တော့ဒါမိုးတန်လေးနဲ့ခံနိုင်မှုတော့ကတော့ EPS Fund Panel လေးကကျွန်တော်ပို့ပြီးတော့တင့်တော်တယ်ဘာလို့လဲဆိုတော့သူကအလဲမှာ EPS ဖောင်အပြင်ကုန်မှာကျွန်တော်ဒါအပြင်ကနေစင်မင်းပုတ်တာမလို့ရှိရင်ဒါတံပြထက်ပြီးတော့ကတ်ထားတာဖြစ်တဲ့အတွက်ကိုဒါတတောင်တတလေးနဲ့ကျွန်တော်တို့ဒါမိုးတယ်လေးနဲ့လဲခံနိုင်မှုတော့က EPS ဆောင် panel လေးကတော့ကျွန်တော်တို့ဒါတော်တော်လေးကိုမှပို့ပြီးတော့အဆင်ပြေရောပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိ modular house တွေကတော့12ခွဲပင်90ဝင်းကျင်သူ့ရဲ့အပီးစီးဈေးနှုန်းကကျွန်တော်တို့ဒါ3400ထက်မှရှိနေတာကျွန်တော်အနေနဲ့ဒါအကြံပေးချင်တာလေးတစ်ခုကတော့ container house တွေရှိရေအဲကျွန်တော်တို့ဒါကစိတ်ကန်းနေမှာဒါမှမဟုတ်ရှင်ဒါ container အဟောင်းနေဒါပြန်ပြီးတော့ရောင်းနေဟုတ်စာတွေရှိတယ်အဲ့လိုမျိုးဒါကွန်တိန်နာအဟောင်းတွေဝယ်မယ်ပေါ့နော်ဝယ်ပြီးွားရေဆိုလို့ရှိရင်တော့အပူကာတဲ့အပြားတွေကတ်မယ် ကပ်ပြီးသွားပြီဆိုလို့ရှိရင်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်လေဒါတော်တော်လေးကိုမှအဆင်ပြေမယ်လို့ကျွန်တော်နည်းထင်မြင်မိပါတယ်ကွန်တိန်နာဟောက်စ်နဲ့မော်ဂျူလာဟောက်စ်နဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ဒါကွာဟတဲ့ဈေးနှုန်းကတော့ကျွန်တော်ဒါထပ်ဝင်ပြီးပါကွာဟလိမ့်မယ်မော်ဂျူလာဟောက်စ်က400အထက်မှာရှိနေမယ်ဆိုလို့ရှိရင်တော့ကွန်တိန်နာဟောက်စ်ကတော့အဲစုံငန်းတရှိရလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ200ပတ်ချာလေးလောက်မှာပဲဆိုလို့ရှိရင်တော်တော်လေးကိုမှပြင်ဆင်ပြီးကောင်းကောင်းမွန်မွန်လေးရမယ်လို့ကျွန်တော်နည်းထင်မိတယ်ဆိုတော့ okay ဆိုတော့ပရိသတ်တွေဘယ်လိုမြင်လဲကိုမမရေးပေးခဲ့ပါစောင့်နေကြည့်ပြီးအတွက်ကျေးဇူးများရတယ်ပါတယ်